မီဒီယာသမားစစ်စစ်ဆိုတဲ့ဆရာများကဘာကျော်အမှုဦးထေအောင်โอเคဦးထေအောင်ရဲ့အမှုတရားရုံးထုတ်တယ်ဆိုတာတော့ပဲသတင်းထုတ်ပြန်နိုင်ကြသလားဘာကြောင့်တချို့သတင်းမထုတ်ပြန်ကြတာလဲအဲ့တော့ဦးထေအောင်ရုံးတော်မှာဘာတွေထွက်ဆိုသွားသလဲ ဦးထေအောင်ရဲ့ပုံရိပ်ကိုဘာကြောင့်မပြနိုင်ကြတာလဲမီဒီယာကြီးများမီဒီယာသမားကြီးများအကြီးတန်းသတင်းတော်ဆိုသူများဘာလုပ်နေကြတာလဲပြည်သူတွေကအဲ့ဒီသတင်းကိုစိတ်ဝင်စားနေကြတယ်ဦးထေအောင်မှားလားမှန်လားဘသူမှားလဲမှန်လဲโอเคဦးထေအောင်ရဲ့သတင်းကိုမျှော်နေကြတယ် ်မီဒီယာသမားပီတာတယ်မီဒီယာစစ်တယ်ဆိုရင်ဥထည့်အောင်တရင်လဲခြံထားလို့မရဘူးဘာလို့လဲဆိုတော့ဥထည့်အောင်အမှုဟာနိုင်ငံကြော်ရုံနေမဟုတ်ဘူးကဘာပါတိသွားတဲ့အမှုဖြစ်နေတယ်ဒါတော့မြန်မာ နိုင်ငံကမီဒီယာတွေရောနိုင်ငံခြားအခြေစိုက်မီဒီယာတွေရောကျွန်တော်အကုန်ပြောခြင်းတယ်ကျွန်တော်တို့လိုအညာသရ နေသတင်းတောက်ကလေးတွေကနေဦးထေအောင်ရဲ့သတင်းကိုသိကျင်ကြတယ်ဘယ်မီဒီယာမှာကျွန်တော်ထောက်ပံ့မှုမရှိဘူးကျွန်တော်ဟာအစဉ်ပြေသလိုပြည်တဲ့သတင်းဌာနတွေကိုသတင်းတင်ပို့နေခြင်းပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့နေသတင်းတောက်တွေအဖို့တော့ Okay ဦးထေအောင်ရဲ့သတင်းကိုစောင့်မျှော်ကြည့်ရှုနေတယ်အဲ့တော့ မီဒီယာသတင်းဌာနကြီးများ Okay ဦးထေအောင်ရဲ့သတင်းကိုဘာကြောင့်နှုတ်ဆက်နေကြတာလဲဘာကြောင့်မတင်ပြနိုင်ကြတာလဲပြောတော့တချို့ကပြောတယ်အာကျိုးတော့ကမီဒီယာစစ်စစ်မီဒီယာကျင့်ဝတ်နဲ့ညီးတယ်တဲ့အဲ့တော့မီဒီယာကျင့်ဝတ်နဲ့ညီးတယ်မီဒီယာစစ်စစ်လို့ပြောတယ်ဟမ် အခုဦးထီအောင်တင်ကြတော့ပျောက်နေကြတယ်အားလုံးကျွန်တော်ပြောတာနော်မီဒီယာတစ်ခုတည်းကိုကျွန်တော်ပြောတာမဟုတ်မီဒီယာအားလုံးကိုပြောတာလက်ရှိကျွန်တော်အလုပ်လုပ်နေတဲ့မီဒီယာမှာလည်းမဖော်ပြနိုင်ဘူးဖြစ်နေမီဒီယာအားလုံးကိုပြောတာပါအဲ့တော့ဦးထီအောင်တရားဝင်ရုပ်ထုတ်တယ်ဦးထီအောင်စစ်ဖြစ်တယ်မစစ်ဖြစ်ဘူးဦးထီအောင်ကဘာတွေထွက်ဆိုသွားတယ်ရုံးတော်ကဘာတွေတင်ပြထားတယ် ဘယ်တရားသူကြီးနဲ့တွေ့ဆုံဆွေးနွေးကန်းဟာလာဥတီအောင်ရဲ့ရှေ့နေနဲ့တွေ့ဆုံမေးမြန်းမှုသတင်းတွေတက်လာတာကိုမျှော်လင့်နေကြတယ်ကျွန်တော်တို့လည်းသတင်းတော့တော်မျှော်လင့်နေကြတယ်ခင်ဗျားတို့အကြီးတန်းသတင်းတော့ကြီးတွေနော်မီဒီယာစစ်ပါဆိုတဲ့မီဒီယာကြီးတွေဘာကြောင့်မဖော်ပြနိုင်တာလဲဥတီအောင်ရဲ့သတင်း ာကြောင့်မထုတ်ပြန်နိုင်ကြတာလဲခင်ဗျားတို့မီဒီယာအားလုံးကိုပြောတာနော်သတင်းမီဒီယာအားလုံးကိုပြောတာနော်သတင်းနဲ့ပြန်ကြားရေးအဖွဲ့တွေရောကျွန်တော်အားလုံးပြောတာမီဒီယာဆိုတာအားလုံးကိုပြောတာနော်သတင်းနဲ့ပတ်သက်တဲ့သူအားလုံးကိုပြောတာ သတင်းသမားဆိုတာမီဒီယာသမားလို့ခေါ်တယ်အဲ့တော့မီဒီယာအားလုံးခင်ဗျားတို့မီဒီယာသမားစစ်တယ်ဆိုရင်ဦးထီအောင်ရဲ့သတင်းကိုလည်းခင်ဗျားတို့ခြံထားလို့မရဘူးโอเคဦးထီအောင်ရုံးထုတ်တယ်ဆိုုံတော့ပဲသိရတယ်ကာကြီးကိုပဲရိုက်ပြတာ တွေးလိုက်ရတယ်ဦးထီအောင်ရဲ့မျက်နှာလည်းမမြင်ရဘူးတရင်းမီဒီယာတွေ ဘာလုပ်နေကြရလဲခင်ဗျားတို့ကျွန်တော်တော်ဝင်ပေးမလားကျွန်တော်တို့အလှမ်းဝေးတယ်သွားလို့လာလို့မရဘူးရန်ကုန်အခြေစိုက်မီဒီယာသမားတွေရန်ကုန်အခြေစိုက်မီဒီယာသမားတွေခင်ဗျားတို့ဘာကြောင့်โอเคဦးထေအောင်ရဲ့တင်းကိုခင်ဗျားတို့ချက်လက်ထားတာလေ မားတို့ပြောတော့မီဒီယာလုပ်ငန်းအောင်ပဲလုပ်တယ်မီဒီယာစစ်စစ်လို့ပြောတယ်သတင်းတော့တယ်အကြီးတန်းသတင်းတော့ဆိုတာတော့ရှိတယ်ခွဲခြားထားတယ်အဲ့တော့သတင်းမီဒီယာတွေခမားတို့ကျွန်တော်ပြောရင်လေခမားတို့ကြိုက်မှာမဟုတ်ဘူးကျွန်တော်မေးတာခမားတို့ โอเคဦးထေအောင်အမှုပါနိုင်ငံကျော်ဝင်နေမဟုတ်ကဘာကျော်တဲ့အမှုပါဒါကိုခင်ဗျားတို့မီဒီယာသမားတွေကဘာကြောင့်မဖော်ပြတာလဲဒါသတင်းလေဗျာဦးထေအောင်အမှုကြီးဗျပြစ်မှုသေးသေးလေးမဟုတ်ဘူးသူ့ကိုဆွဲထားတာနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပြစ်မှုအကြီးကြီးဗျ လူတတ်မှုမရိမှုတဲ့မြင်းတယ်ဥထေအောင်အမှုอ่ะသမ ्या မှုတွေတဲ့မြင်းခမရမီဒီယာစစ်တယ်ဆိုရင်မီဒီယာသမားမှန်နေဆိုရင်အဲ့လိုအမှုမျိုးကိုလဲခမရမီဒီယာရဲ့နေဖော်ပြတဲ့ဟလာရှေ့တစ်ဖက်ရှေ့နေရပါပြောတယ် ဟလာဥရိယာရှိရပါပြောရင်တရားသူကြီးကဗာပြောတယ်ဥထေအောင်ရဲ့ရှေ့နေရဗာပြောတယ်ဆိုတာတော့ခင်ဗျားတို့မီဒီယာတွေမတင်ပြနိုင်ဘူးသူပြောတာကိုကြိုက်ရှင်ကြိုက်မကြိုက်ရှင်နေသူကအမှန်တွေပြောတာသူတို့နေရာသတင်းတော့တွေရန်ကုန်သွားဖို့ခက်ခဲရန်ကုန်ဝင်ဖို့ခက်ခဲတယ် ရန်ကုန်အခြေစိုက်သတင်းတော်ကြီးများမီဒီယာကြီးများမီဒီယာများအများတို့ကအေးဘောမီဒီယာသမားဆိုတာမီဒီယာကျင့်ဝတ်နဲ့သွားဖို့တော့ညီတယ်နော်အဲ့လောက်ပဲကြုတ်ပြောမယ်ဗျာနော်ခင်ဗျားတို့မီဒီယာသမားတွေ ခင်ဗျားတို့ကမီဒီယာစစ်စစ်တေးလို့ခင်ဗျားတို့ကိုခင်ဗျားတို့ကြင်ညာထားတဲ့သူတွေမီဒီယာကြွ့ဝင့်နဲ့ညီတယ်ဆိုတဲ့သူတွေမီဒီယာအလုပ်ကိုပြပြပြလုပ်ကြပါ။ Okay ဦးထေအောင်အမှုပါ။ကဘာကလည်းစောင့်ကြည့်။နော်မြန်မာနိုင်ငံကလည်းစောင့်ကြည့်နေတယ်။ဒါကိုခင်ဗျားတို့နားလဲပါ။ခင်ဗျားတို့မီဒီယာတွေအားလုံးပြောတာနော်။လက်ရှိကျွန်တော်အလုပ်လုပ်နေတဲ့မီဒီယာရောအားလုံးပြောတာ တိုက်ရင်ကြိုက်မကြိုက်ချင်းနေဒါကြုတ်ကတော့တယ်ပြောတာအဓိကကတော့ရန်ကုန်အခြေစိုက်တွေပေါ့ရန်ကုန်အခြေစိုက်မီဒီယာသမားကြီးများခင်ဗျားတို့အဓိကပြောတာဟုတ်ပြီလားတို့ဒီလောက်ပဲပြောမယ်